အရာပရဝုန်တစ်ခုအတွင်းမှာဇေဒီ3စု4စုရှိတယ်ဒီဘက်ကဇေဒီငယ်လေးနှစ်စုဘုဘက်ကဇေဒီကြီးတစ်စုဒီဘက်ဇေဒီကတော့ထူးခြားပါတယ်ဒေးတော်ဘုံကံဖြစ်တယ်အင်္ဂလိပ်လက်ရာကြီးကျန်သေးတယ်အဲ့ဒါကဗုဒ္ဓဂါယာကမဟာဗောဓိပုံနဲ့ခက်ဆင်ဆင်တူတယ်ပေါ့ဒါဒီဘုရားမျိုးတွေ့ရဖို့တော်တော်ခဲယဉ်ပါလေဒီဘုရားရှင်မျိုးကထူးခြားတဲ့ဘုရားရှင်ပုံတံဖြစ်ပါလေ ပရဝေါတခုထဲမှာစေဒီလေးနှစ်စုတကာရတည်ထားတယ်ပရဝေါမြားတော့ဘုံတော့တန်ရှင်းထားမှုရှိသေးတယ်ဘုဘက်မှာတော့စေဒီကြီးတစ်စုရှိတယ်သူကတော့ဒီဘက်မှာတော့ဂျာမောက်ဂျာလန်နဲ့တော့စေဒီတို့ဖူးကုန်မင်းအောင်တော့မရှိတော့ဒီဘက်ကစေဒီကြီးကတော့ထူးခြားတယ်ဗုဒ္ဓဂါယာမှာရှိတဲ့ ဘာဘောဒီနဲ့တော့ခက်ဆင်ဆင်တူတယ်ထိပ်ဖက်မှာဒီဒီဟာမျိုးတဆူရပကန်းအရင်တော့ဘုရားကိုသွားတဲ့လမ်းဘေးနားမှာလမ်းရဲ့အရှိဘက်နားမှာဗန်ဆက်ဆီကိုသွားတဲ့ဘေးနားမှာမင်းဘာဘောဒီဆိုရဲဘုရားတဆူတော့ရှိတယ်ဘာဘောဒီတော့ကြီးတော့မကြည့်ဘူးပေါ့ဒီပုံတန်ခက်ဆင်ဆင်တူတယ်လို့ပြောလို့ရအင်္ဂလိပ်လက်ရာတွေရှိသေးတယ်ထူးခြားတဲ့ပုံတန်နဲ့စီရီကို ထိမ့်သိမ့်နဲ့ပြုပြင်တာကနံပါတ်1ပါဇေဒီဟောင်းတွေကိုပြုပြင်တဲ့အခါတော့ပြုပြင်နေသူကပြုပြင်ပြီးပြီပြုပြင်ပြီးတော့နောက်ထိမ့်သိမ့်နဲ့ရစင်ကန်းပြီးတော့ထိမ့်သိမ့်နဲ့အပိုင်းမှလည်းရေးကြည့်တဲ့လို့မြင်မိတယ်ဗျာဒီမှာကြည့်လိုက်ပါမြက်တွေနဲ့ချုပ်နေနဲ့နမ်းပေါ်မှာဒါတစ်ချိန်လုံးကတော့ဟုတ်ကုန်ကြီးတရားနေတော့ဇေဒီလေးတွေဖြစ်အောင် ရတကအကြောင်းတကာကြီးအဆောက်ခဲ့တယ်။ထိဆောက်ပြီးတော့မှပြန်လည်ထိန်သိမ်းမှုအားနေတဲ့အခါကျဒီလိုမျိုးလေးတွေဗျာဘူးတွေဝင်ဝင်ထက်သွားလာနေအောင်ဆွဲဆောင်မှုရှိအောင်လုပ်ရမယ်။အဲဒါကဒီရင်းမြင်တော်အတန်ရှင်းမှုတွေရှိနေရမယ်။အန္တရာယ်ကနေရမယ်။အဲလိုမှသွားရလာတဲ့သူတွေအဆင်ပြေတယ်။တောင်မဲ့မျက်နှာမှာပူပြရတဲ့ဖြေရလေးဖြစ်ပါလေ။ဝယ်လို့ ရှားကောင်းတော့ရနိုင်တယ်။ဟောအဝင်တော့ပါဘူး။ဒါကနောက်ဖက်မြင်လာတာကတင်လင်းပြည့်ရားဖြစ်ပါလေ။ဒါကတော့အရှိပဲမြင်လာကဘုဒ္ဓရရဲ့ဘုရားစီလေးပဲဖြစ်ပါလေ။တင်လင်းပြည့်ကိုတော်ပဲဖြစ်ပါလေ။ဒါကတော့မြောက်ဖက်ဘုကနေမြင်တွေ့ရတဲ့တင်မလေးကိုကိုရောဖြစ်ပါတယ်။ဒီရဲ့ လမ်းဘက်ရောက်ဖက်ကိုဆွဲလိုက်ပြီဆိုရင်တော့တစ်ချက်